ယူသဝတ္ထုအခန်းကြီးတအခန်းငယ်တကူဖွင့်ကြည့်ကြရအောင်။တရားသူကြီးအုပ်စိုးသောကာလတရံရောအခါအေဒီယီလပြည်၌အစာအာဟာရခေါင်းပါ၍ယူဒပြည်ဗလင်မျိုးသားတစ်ယောက်သည်မယားနှင့်တားနှစ်ယောက်ပါလျက်မောဘပြည်၌တဲခုချင်းကသွား၏ထိုသူ၏အမိကားအီလီမလက်မယားအမိကားနောမိတားနှစ်ယောက်အမိကားမဟာလုံနှင့်ခိလျုံလဲသူတို့သည်ယူဒပြည်ဗက်လင်မြို့ ဣဖရဲအယတာဖြစ်လျက်မောဘပြည်သူတွား၍နေကြ၏နောမီခင်ပွန်းအီလီမလက်သည်တည်၍မယားနှင့်သားနှစ်ယောက်တို့သည်ကြံရစ်ကြ၏သားတို့သည်မောဘပြည်သူအော်ရပါနှင့်ယူတာအမည်ရှိသောမိမနှစ်ယောက်တို့နှင့်ဆုံးဖက်ခြင်းကိုပြု၍ထိုပြည်မှာဆယ်နှစ်ခန့်မြနေပြီးမှထူသားနှစ်ယောက်မဟာလုံနှင့်ခိလုံတို့သည်တည်၍နောမီဒီတာမရှိခင်မွန်းလည်းမရှိကြံရစ်လေ၏ တပံထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်ရှုကြွ၍မုတ်ကိုပေးသနာတော်မူကြောင်းကိုထိုမိမသည်မောဘပြည်၌ကြားသောအခါမောဘပြည်မှပြန်သွားမည်ဟုချွေမနှစ်ယောက်နှင့်အတူထား၍တဲကိုရာအရက်ကထွက်ပြီးလျှင်ယူဒပြည်သို့ရောက်လိုတောင်းကသွားကြ၏တို့ရာတွင်ချွေမနှစ်ယောက်တို့အားတင်တို့သည်ကိုမိအိမ်သို့ပြန်သွားကြလော့ ။တကယ်စင်စစ်အကျွန်ုပ်တို့သည်ကိုရောနှင့်အတူ ကိုရော၏အမျိုးထံသို့လိုက်သွားပါမည်ဟုဆိုကြ၏။နောမီကလည်းငါသမီးတို့ပြန်သွားကြလော့။ငါနှင့်အတူအဘယ်ကြောင့်လိုက်ရမည်နည်း။သူတို့သည်တဖန်အတန်ကိုလွှင့်၍ငိုကြွေးကြ၏ထိုခါဝရပသည်ရောက်ခမောက်ကိုနမ်း၍မိမိအမျိုးသားတို့ထံပြန်သွား၏ယူတမူကားရောက်ခမ၌မိဝဲစီကလျက်နေသေး၏ မိဝဲစည်းကပ်သည်ဆိုတဲ့အတုံးနှုံးဟာမိမိကပ်ကပ်မိဝဲပြီး သူစီကနေခွဲမထွက်တာကိုဆိုလိုပါတယ်။နောမီကလည်းတင့်အမသည်မြို့သားရင်ဖရာရင်တို့ထံသို့ပြန်သွားပြီး အမနောက်သို့လိုက်သွားပါဟုဆိုသောယူတာကကျမသည်ကိုရောကိုမစွန့်ပရစေနှင့်နောက်တော်သူမလိုက်ပဲပြန်သွားစီခြင်းကမပြုပါနဲ့ကိုရောသွားလီယာယာသူကျမလိုက်ပါမည်ကိုရောအိတ်လီယာယာ၌ကျမအိတ်ပါမည် ကိုရောမျိုးသည်ကျမအမျိုးကိုရောဖရာသည်ကျမဖရာဖြစ်ပါစေကိုရောတေရအရ၌ကျမတည်၍တကြုခံပါမည်တည်ခြင်းမတပါအခြားသောအမှုကြောင့်ကိုရောနှင့်ကျမကွာလျင်ထာဝရဖရာသည်ကျမ၌ထူးမြတ်မကပြုတော်မူပါစေတော်ဟုပြန်ဆို၏ယူတာဒီလိုက်ချင်းကခိုင်ခံသောစိတ်ရှိသည်ကိုနောမီဒီတိမြင်သောတိတ်ဆိတ်စွာနေလေ၏။နောမီကလူဆေ자기와함께가기로 굳게 결심한 것을 보고 그에게 말하기를 거치더라 다자오 역마 노미네 출마 유다루하 두루의 무예 미 고향으로 아오 다름에 유다하 보아 아카 계자 레군류마 까오땡 앞에 어떤 물완 장주게 비 나소마 수묘 피때 보사네 뒤비 레택해 말해. မိဘတွေကိုယူသေးပြီးတာသမီဝတ်ကြည်ပုံနဲ့ဘဝမှာဖရာသခင်ဟာကျွန်တော်တို့အတွက်ဒီလိုကောင်းချီးတွေကိုအမြဲတမ်းပြင်ဆင်ထားပါတယ်။ဒီမြေကြီးပေါ်ကအရာတွေဟာကောင်းကင်မှာရှိတဲ့အရာရဲ့ပုံတူနဲ့အရေးပဲမဟုတ်ပါလား။ကျွန်တော်တို့ရဲ့မြေကြီးပေါ်ကမိဘတွေကိုဒီလိုဆက်ဆံတဲ့အခါဖရာသခင်စီကနေကောင်းချီးတွေကိုရရှိနိုင်ကြပါတယ်။ကျွန်တော်တို့ရဲ့ယူသားတဲ့စိတ်နှလုံးကိုကောင်းကင်မိဘစီအံ့နံမယ်ဆိုရင် ဖျားသခင်ကကျွန်တော်တို့ကိုထာဝရဆုလက်တော်နဲ့ကောင်းချီးပေးမှာဖြစ်ပါတယ်။ဖျားသခင်ဟာပျောက်ဆုံးတဲ့သူတွေကိုကယ်တင်ဖို့အတွက်ဒီမြေကြီးကိုကြွလာပြီးတော့ဖျားသခင်ရဲ့တန်ရှင်းတဲ့အလိုတော်ကိုလက်ခံတဲ့ကျွန်တော်တို့ဟာယူတလူမျိုး이런제급 ဖျားသခင်ခေါ်ဆောင်တဲ့နေရာတိုင်းနာခံမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပြည်ညင်တရားတဲ့အမှန်တရားကိုကျေးဇူးတော်ရှိရှိဖြန့်ကျက်နေကြပါတယ်။မိသားစုဝင်တို့တေးဖို့တတ်မှတ်ခံထားရတဲ့ကောင်းကင်ပြစ်သားတွေဟာဒီမြေကြီးကိုဆင်းသက်လာပြီးလူထဲမှာနေထိုင်နေကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ကောင်းကင်မိဘဟာဒီမြေကြီးကိုကြွလာခဲ့ပြီးတော့အပြစ်သားတွေဖြတ်တန်းရမယ့်ဆင်းရဲဒုက္ခအလုံးကိုထမ်းဆောင်ခဲ့ပါတယ်။ လူများစွာဟာယူတရဲ့တာသမီဝုကိုကျင်နာစွာလက်ခံကြပါတယ်။သူဟာအေးတရေလာလူမျိုးမဟုတ်ပဲမောဘအမျိုးသမီးဖြစ်ပေမဲ့မိဘအပေါ်တာသမီဝုနဲ့လေးစားတဲ့စိတ်ဓာတ်ကအရန်ကြီးမားပါတယ်။နောက်ဆုံးမှာဘောဇာဟာသူ့ကိုဇနီးအဖြစ်ခံယူခဲ့ပြီးအဲ့ဒီနောက်အော်ဘတ်ပြီးနောက်ရေရှဲကိုမွေးဖွားခဲ့ပြီးတော့တဆက်ကနေတဆင့်ဒါဝိရဲ့အမျိုးအနွယ်ကိုတည်ထောင်ခဲ့ပါတယ်။ 그족보가연결됨으로써သူဟာရှင်မသက်ခရစ်ဝင်အခန်းကြီးတအခန်းငယ်တရအေးတရီလာရဲ့မျိုးရိုးစဉ်ဆက်ထဲမှာဖော်ပြထားတဲ့တပါအမျိုးသမီးဖြစ်ပါတယ်။ဒီယာကနေတဆင့်ဖျားသခင်ဟာရုပ်ပိုင်းဆိုင်ရာဖြစ်စေဝိညာဉ်ရေးရာဖြစ်စေတာသမီဝိကြည်ပွန်ခြင်းဟာကောင်းချီးကိုဆောင်ကျင်းပေးတဲ့အရာဖြစ်တယ်လို့ကျွန်တော်တို့ကိုတတိပေးခဲ့ပါတယ်။ ဖျားသခင်ရဲ့အလိုတော်ကိုလက်ခံရင်ကျွန်တော်တို့ရဲ့မြေကြီးပေါ်ကမိဘတွေကိုလူသေးဖို့ကြိုးစားအထုတ်ပြီးကောင်းကင်မိဘဖြစ်တဲ့အဖေဖျားသခင်နဲ့အမေဖျားသခင်ပေါ်ယုံကြည်ခြင်းကိုဘယ်တော့မှမပြောက်စေကြပါစို့။ဧဖက်ကောဝါဒစာအခန်းကြီး6အခန်းငယ်တကူအတူတူကြည့်ကြရအောင်။ဧဖက်ကောဝါဒစာအခန်းကြီး6အခန်းငယ်တကူဒီလိုရေးထားပါတယ်။ ာသမီးတို့တခင်ဖျားဤအလိုတော်နှင့်အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားတော်အမှုဖြစ်၏မိဘကိုယုံသေးစွာပြုလော့ဤပညတ်တော်ကတင်သည်ပြည်တော်၌ကောင်းစား၍အတ္တတာရှိမည်အကြောင်းဟူ၍ဂတိတော်နှင့်ဆိုင်သောပထမပညတ်ဖြစ်၏အဘတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းသာမပြုကြနှင့်တခင်ဖျားဤအလိုတော်နှင့်ညီသောဆုံးမတုန်တင်ခြင်းကိုပြုလျက်ကြွေးမွေးကြလော့ ဤဖက်ကောဝါရစာခန်းကြီး6မှာမိဘစကားကိုနားထောင်ကြလော့ဤပညတ်တော်ကပထမပညတ်ဖြစ်၏လို့ပြောထားပေမဲ့ပညတ်တော်ဆယ်ပါးထဲမှာတင်းဤမိဘကိုလူတည်လော့ဆိုတာဟာပစ္စမမြောက်ပညတ်ဖြစ်ပါတယ်ဟုတ်တယ်နော်ဒါပေမဲ့ဖျားသခင်ဟာကျွန်တော်တို့ရဲ့လောကီမိဘတွေကနေတဆင့်ကောင်းကင်မိဘကိုသိမြင်နိုင်အောင်အမှန်တရားလမ်းကိုခင်းပေးခဲ့ပါတယ် ကျွန်တော်တို့ရဲ့လောကီမိဘနဲ့ကောင်းကင်မိဘနှစ်ပါးစလုံးကိုသာသမီဝတ္တရားကျေပွန်ဖို့ပြန်ပြီးစဉ်းစားတဲ့သူတွေဖြစ်လာကြဖို့မျှော်လင့်ပါတယ်။လောကီမိဘပေါ်အကြီးမားဆုံးသာသမီဝတ္တရားဟာကောင်းကင်လမ်းကိုပို့ဆောင်ခြင်းပဲဖြစ်ပါတယ်။ဒီလောက်နဲ့နှုတ်ကပတ်တော်ကိုမိကုံချုပ်ချင်ပါတယ်။ယေရှုအများကြီးတင်ပါတယ်။